အခုတော့ဘာဖြစ်လာပြီလဲဆိုတော့စစ်တပ်ကိုထောက်ခံခဲ့တဲ့ဒူတွေတောင်မှမင်းအောင်လှိုင်ကိုပြန်ပြီးတော့ပြောလာတဲ့အဆင့်ဖြစ်ပြီးစစ်တပ်ထောက်အမာခံထောက်ခံတဲ့တီပတ်ကကိုမောင်မောင်မင်းအောင်လှိုင်ကိုဘာပြောထားလဲဆိုတာကျွန်တော်တူတည်ပါပါနော်အဲ့ဘာမို့ဒေါ်လာဈေးတက်တော့ဒေါ်လာဈေးတက်တဲ့ခါကျတော့တို့ကဘယ်လိုခေါ်မလဲဦးမင်းအောင်လှိုင်ကဘာပြောလဲဆိုတော့ကျွန်တော်ကဒေါ်လာ0ကိုတဲ့ကျွန်တော်ကကြောင်းလုပ်ပေးထားတာဗျာ မြန်မာနိုင်ငံတွေကဒီလိုနိုင်ငံတွေထွက်နေတယ်ပေါ့ဗျာနော်အဲ့လိုထွက်တဲ့ခါကျဒေါ်လာကဝင်လာတယ်များတဲ့ခါကျကျော်ဒေါ်လာဈေးကလိုအပ်ထင်းလို့များတယ်အဲ့တော့ तू ဒေါ်လာဈေး तू နာမည်ကောင်းမကြလို့ပေါ့ဘယ်တော့ကားတွေကဒီဘယ်လိုဆိုစီဝဲရတာဟုတ်မြန်မာနိုင်ငံစီတွေတွင်တင်သွင်းရများတဲ့ခါကျအဲ့စီမှာတွားတော့ပြဿနာသွားရှာရင်ခင်ဗျားတို့ဒီဝက်တော့ကားတွေပဲဖြစ်ကုန်တာနော်ဟုတ်တယ်ကားတွေထပ်ခံအောင်မှာသူ့ရဲ့ဒီ စစ်မှုတမ်းဥပဒေကြောင့်နိုင်ငံများထွက်တယ်ထွက်တော့ဒေါ်လာတွေလိုတယ်ဒေါ်လာတွေလိုတယ်နိုင်ငံများမသွားနေတော့ဒေါ်လာတွေလိုတယ်အိမ်တွေရောင်းတဲ့ဒေါ်လာတွေဝယ်တယ်လစ်ကုန်တာဒေါ်လာဟုတ်တယ်ဝယ်လို့အားထိုင်းကွန်ဒိုဝယ်တာတွေဘလောက်ဝယ်တာလဲကြည့်တော့သူတကယ်ထိတ်ရမှာကနော်ဝတ်တော့ကောက်ထိန်းတာထိန်းတာပေါ့ဗျာနော်သူတကယ်ထိတ်ရမှာဒီစစ်မှုတမ်းကိစ္စမှာလမ်းမှန်စခန်းမှန်နဲ့ဟဲ့လားစတဲ့ဟိုနှစ်ဝင်ပြွားရင်အဲ့နှစ်နှစ်ပြီးလို့ရှိရင်ပြန်ထွက်ခိုင်းနောက်တစ်ခွက်ဝင်ရောင်းမခွဲချဘူးနေတတ်တာရောင်းဝင်ဘယ်ကောင်မှတင်နိုင်ရပြီနော်နည်းနည်းကြော်လိုက်မယ်ဗျာဗီဒီယိုဖိုင်ညာကြီးရေဒီ12မိနစ်အဲ့ လောက်ရှိတယ်ကျွန်တော်မဲပေါက်တာရတဲ့9000နဲ့ပြတ်တယ်တဲ့ဟုတ်လားတရှိ0အခြေအနေလား1960နဲ့ကလေးကစက်တက်တဲ့ဝင်လာတာလွန်နေပြီတဲ့နော်ဒီမှာဆိုတော့ limit ကောင်းနေပြီပြတ်ရှိမှတကယ်တမ်းဆုံးမရန်ငယ်ထိတ်ခိုက်ဖြစ်နေကျန်တဲ့တက်ကြီးလေးကြီးချလာမှကြောင်းပြန်ပြေးတာပြေးတာလည်းသူတို့မပြောနဲ့လေသူတို့မှမြုံနှင်းချက်ကပါလဲဆိုတော့ဒီဟာကြီးဟာ EA EA လေးနဲ့စစ်နယ်စစ်ကိုစစ်နယ်မှာတူအောင်မတိုက်တာမတိုက်တဲ့ခါကျတော့လွတ်ထားပြီးဥမာပြေးထီကီစကန် တိကိစ္စကလည်းဒီလိုပဲလေလွတ်ထားပြီးတယ်လွတ်ချင်တာလွတ်ပြီးဆိုလွတ်ထားပြီးတဲ့ခါကျတော့နောက်ဆုံးပြိတော့ဘာဖြစ်ကုန်လဲဆိုတော့တုံးကန်ထိတာပေါ့စိတ်တက်ပြတ်ပြားတာပေါ့ဗျာနော်စစ်ကိုစစ်နဲ့မှမတူအောင်မတိုက်တာမတိုက်တဲ့ခါကျတော့တိုက်ရတဲ့သူကစိတ်တက်ပြတ်ပြားတယ်ဘေးထိဆိုရှိဥအောင်ကြီးတယ်နော်ဥအောင်ကြီးတဲ့ပုံစံမျိုးတွေဖြစ်တယ်ဒါမျိုးတွေကတော်တော်မင်းတက်တောင်ကြလာဒီလိုနည်းနဲ့ပဲကြာတာတချို့တော်တော်များများသောနေရာတွေမှာဒီလိုနည်းနဲ့ပဲကြာတာများတယ်အဲ့တော့အဲဒီညောင်ကျိုးဘက်မှာကြာအောင်လားဒီလိုနည်းနဲ့ပဲကြာတာပဲနော် အမှန်ပါပဲเนาะအခုလက်ရှိထီခီစကန်တရင်နိုင်တိုင်းမှာနောက်ထပ်စကန်တစ်ခုရှိသွားပါသေးတယ်ကျွန်တော်ဟွေးကမြေပြုံမြေပြုံဆင်းတဲ့အချိန်မှာလက်နဲ့တလက်နဲ့ကြည်စံနဲ့ကြည်ပေါက်၃ပေါက်နဲ့အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သား၂ယောက်ရှိပါတယ်အဲ့ဒီတပ်သား၂ယောက်ကိုကျွန်တော်အင်တာဗျူးထားတာရှိပါတယ်ကျွန်တော်တချို့ဖိုင်လုံးတင်ပေးမယ်နောက်ထပ်ဖိုင်နဲ့ကျွန်တော်အားရင် edit လုပ်ပြီးတင်ပေးပါမယ်အဲ့ဒီစစ်သားတွေပြောထားတဲ့အထက်ဗီဒီယိုဖိုင်မှာနားထောင်ကြည့်လိုက်ပါ လက်ရှိစစ်ကောင်စီတပ်ထဲမှာဘလောက်ပြိုပြက်နေပြီလဲလက်ရှိစစ်ကောင်စီဟာဘယ်အနေအထားတွေဖြစ်နေပြီလဲဆိုတာကိုအားလုံးသိပါနေမယ်ကိုမမောင်ပြောနေတာအမှန်နေပါဘာဖြစ်လို့လဲဘေတိဆိုတာချက်ချင်းပြဖို့အဲ့ဒီစစ်သားဆိုရင်တရင်နိုင်တိုင်းမှာအခုအလင်းဝန်တာအဲ့စစ်သားဆိုအင်တာဗျူးတွေမှာရှိနေမယ်နားထောင်ကြည့်အေးအဖြူသားကိုဘောင်းမိတ်ထဲအမြဲထည့်ထားရတယ်ဘာလို့ပြောလဲဆိုလာပိုက်မှွေဖို့အဲ့လောက်အနေအထားတွေဖြစ်နေပြီကျွန်တော်အပေါ်ပြောတာမဟုတ်ဘူးနော်ကြည့်အဲ့ဒီဗီဒီယိုဖိုင်မှာတွားကြည့်ကျွန်တော်တင်ပေးမယ်နော်ကျွန်တော်မအားသေးဘူးအဲ့ဒီလောက်ကွာတိလား နေထီဆိုဒီလိုကပဲတနက်ပါချပြီးလစ်သွားတာဟုတ်တယ်ဘယ်ဖော်မလဲတိုက်ခိုက်တက်တရတာဒါမျိုးမလုပ်ပါဘူးတိုက်ခိုက်တက်တရတကယ်ချတာနော်သူပါစလေးပါစလေးလည်းအကုန်လုံးတော့မဟုတ်ဘူးဗျာပါစတချို့တရဒီလိုရှိတယ်ပါစလေးအကုန်လုံးတော့မဟုတ်ဘူးအဲ့တော့ခရစ်စစ်ဘောစင်းတဲ့သူကမတိုက်မနဲ့စစ်ကောင်းဆောင်မပီးသားရင်တော့စစ်သားရမှာမဟုတ်ဘူးစီးပွားရေးသမားပဲရနော်အဲ့တော့ဟိုကခေါင်းဆောင်ဆိုလို့ရှိရင်ပြယုတ်ဖြစ်ရတာ inspirational leadership ပါတကယ်ဟိုကပြယုတ်ဖြစ်နေရ ကိုကလည်းပြန်နေလို့ရှိရင်စီးပွားရေးသမားရောင်းရောင်းပြောနေနော်မင်းတို့မိသားစုစီးပွားရေးနောက်လည်းမချိန်ဘူးမင်းအောင်လိုက်ဆိုတာအဲ့တော့သူကမွေးထုတ်တဲ့ခေါင်းဆောင်ကဘယ်လိုလုပ်စစ်ခေါင်းဆောင်လာမလဲဘလို့စစ်သားပါစီးပွားရေးသမားပဲလာမှာပေါ့အဲ့စီးပွားရေးသမားများနေတော့စစ်တိုက်မှာမဟုတ်နောက်ဝင်ဆိုတော့စီးပွားရေးအတွက်တယ်ဝင်မှာငါကစစ်သားဟဲ့ကောင်ငါတောင်းရည်တယ်ဟဲ့ဆိုရစိတ်နဲ့လုံမယ်ဟဲ့ဆိုလို့ရှိရင်တော့ကိုကစစ်ခေါင်းဆောင်ဆိုလို့ရှိရင်စစ်သားတွေမွေးထုတ်တယ်ကိုကစီးပွားရေးသမားဆိုစီးပွားရေးသမားတွေမွေးထုတ်တယ် အဲ့တော့မင်းအောင်နိုင်ရှက်တိုင်လဲတည်လို့ရတယ်ဟမ်မင်းအောင်နိုင်ရှက်တိုင်လဲတည်လို့ရတယ်ဒါကိုမမောင်တို့ဆိုတာပြပမှရောက်နေပေမဲ့ပြပရောက်အများစုကလူတစ်ထောင်မှတယောက်နောက်ပဲစစ်တပ်ကိုထောက်ခံတာပြပရောက်အများစုကဒါဒါညင်းလို့မရဘူးနော်လူတလောင်မှာတယောက်လောက်ပဲစစ်တပ်ကိုထောက်ခံလို့ပြည်ပရောက်ဘာလို့ဆိုအမြင်ကြီးကျယ်ွားကြတယ်အဲ့ဒီထဲမှာခဲရခဲစစ်ခမားတို့အမာခံထောက်ခံနေတာနေကိုမောင်စိုးတို့ကိုမောင်မောင်တို့ နော်ဒါပြပမှဒါကိုမောင်အောင်ဆိုအများမြင့်အဲဘောမပြောင်ကြီးတို့ဒီဘက်ကခွာကြတယ်အဲလူတွေတော်မှဒလိုထွက်ပြောလာပြီဆိုတဲ့ကမင်းအောင်လိုက်စောက်စင့်ဘလောက်စောက်သုံးကြလဲမကြဲဆိုအဲစဉ်းစားကြပြီးတော့နော်စဉ်းစားကြပြီးတော့သိလားကြာရှုံးမှုတွေအများကြီးကြုံရတာဦးမင်းအောင်လိုက်စက်သားမပီတာလို့နော်မလိမ့်လဲတေးဖို့ပဲကြာဟုတ်ပါလိမ့်ငါပြောလဲမှန်တာပဲမန္တလေးဟာငါပေါက်ပြူတဲ့တောင်ကြီးခင်ဗျားတို့ ောက်ကိုတော့ပောက်ကိုတော့ပြောပါဗျာခင်ဗျာဘာငါပါခင်ဗျာငရဲကြီးငါပေါက်ထဲဝိုင်းဩဒါကြောင့်မလို့သူတို့တွေကြောင်းတော်ကရန်သရှိတာမသိဘူးဒါကြောင့်မလို့သူတို့အချိတ်ကလေးတွေရှိနေတာဟုတ်ဟုတ်လားငါပေါက်ကငါပေါက်ပေါ်ပြကိုမမောင်ခင်ဗျာဘလူးပြငါပေါက်ပဲခေါ်တဲ့ဟာကြီးကိုသူပေါက်ကိုတော့မဟုတ်တဲ့ဟာကြီးဖုံးကြီးမဟုတ်တဲ့ဟာကြီးကိုဒီကောင်ပါလာစစ်ကကြာထားအလေးစီဟာကြီးကိုမယုံမေးကြည့်ပါလားဟုတ်လားပေါက်ကိုတော့ခင်ဗျာကိုကိုတန်ကာလို့တတ်မှတ်နိုင်လေးလားဟင်ခင်ဗျာပါလာစစ်ကမကြောက်ဘူးလို့ပြောရဲလေသွားမေးကြည့်လိုက်ငါပေါက်ကိုနော် တန်ဃာတော်ဆိုတာကျွန်တော်ကျွန်တော်ဖော်တင်ထားတယ်တန်ဃာတော်ကဘာပဲဖြစ်ဖြစ်တဲ့ကြောက်လိုက်ပါတဲ့တဲ့သိရှိမတဲ့သိရှိเนาะအဲ့တော့ငောင်းငင်းရှိမယ်တရင်မှုတွေကလည်းဘာကြောင့်အထက်ကိုတဲ့လိန်ရတာလဲအကိုတဲ့ဟာလိန်မှာဘောတက်တက်ပြောလို့မရသူတို့ကလည်းအထက်ကလည်းသူတို့မှမညံ့တာเนาะဆိုတော့ဟိုကြီးဒီကြီးသူတို့ကပြန်ပေးရတာအထက်ကိုပေးတဲ့အခါကျတော့သူတို့ကရိုးသားလို့မရဘူးလေသူတို့ကလည်းခွန့်နိုင်မှာအထက်ကလည်းမင်းတရင်မှုဖြစ်ပြီးရဲ့ဆိုလို့ရှိရင် နာတာဒါနဲ့ဒါနဲ့ပတ်သက်ပြီးဒီလောက်ကမင်းငါးစီရောက်နေရမှာမရောက်ရောက်ဖို့အတွက်သူကကြိုးစားရတယ်ကြိုးစားတဲ့အခါမှာအောက်ချင်မှာစီးရင်နေပြုတ်လိန်ထားရတော့ဗောဗျာနော်ဥမာဖြစ်စစ်ပြေးတွေများတယ်စစ်ပြေးရောက်30 40မတင်ဘူးနော်အဲ့စစ်ပြေးဝင်ကတလောက်တလောက်စစ်တပ်ကနေ350 300လောက်သူတို့ရတယ်အရရတဲ့အခါမှာအဲ့350သူတို့ဒီကိစ္စအမဟုတ်ဘူးအဲ့သူတို့300 300ောက်ဗျာနော်စစ်သားပြန်ဝင်ရသေးတယ်တရင်ကစစ်သားရောက်တော့ဒါလေးရရှိနေတော့နော်အဲ့တော့အထက်ကလည်းအောက်ကမညာဆိုအောက်ကလည်းအထက်ကဘက်ကီးပြန်ရရင် ထားရှိတရားဤသို့စစ်တယ်ဆိုပြီးတော့เนาะဒေသခံမွတ်စလင်တွေကိုဆွဲသွင်းလာတေဝါလာနဲတာမဟုတ်ဘူး အဲ့ပုံကိုယ်တွေအခုချိန်ကြီးဘာမှဒီဘယ်လိုမှဆိုတော့နင်နာကြီးလေးတော့မရဘူးရွေးကောက်ပွဲကထွက်ပေါက်ဖြစ်မလားကိုယ်နဲ့နဲ့ပြောလိုက်တာရွေးကောက်ပွဲကဥမဲအောင်လိုက်ကြောက်တဲ့ထွက်ပေါက်ပါကျန်တဲ့သူထွက်ပေါက်လုံးဝမရှိပါဘူးလုံးဝမရှိပါဘူးเนาะဘယ်လိုကောင်းမှဆိုတော့ကလာကြီးနဲ့အရာကြီးပါပဲကလာကြီးခေါ်တာနဲ့အရာကြီးခေါ်တာမှကိုယ်ပဲရှိတယ်အဲ့တော့ဥမဲအောင်လိုက်ဒီနေ့မကန်တော့နောက်တစ်နေ့ကန်တာပဲရှိတယ် ကဲဒါကတော့စစ်တပ်ထောက်အမကန်ထောက်ခံသူကိုမမောင်ကိုတိုင်မင်းအောင်နိုင်ကိုတဲ့ပြောရတာဖြစ်ပါတယ်အဲ့တော့မင်းအောင်နိုင်ကလက်ရှိအာနာတိန်တဲ့အာနာယူပြီးတော့အာနာတိန်တာတိုင်းပြည်အာနာကိုအခုတိန်လာတာ2021ကတိန်တာဒီနေ့2025ရောက်တဲ့အထိသူကအာနာမရသေးဘူးအာနာမရနေတော့ဘာလုပ်လဲသူအာနာရဖို့အတွက်စစ်မှုထမ်းဥပဒေတွေထုတ်ထုတ်ပြန်တယ်အဲ့ဒီအတွက်ပြည်တွင်းမှာအကောင်ထွက်ပြေးကြတယ်ထွက်ပြေးရဆိုတာစစ်တပ်ကိုစန့်ကျင်တဲ့သူပဲပြေးရတာမဟုတ်ဘူး လက်ရှိမင်းအောင်နိုင်ရဲ့စစ်မှုထမ်းဥပဒေကြောင့်စစ်တပ်ကိုထောက်ခံပါတယ်ဆိုတော့လူတန်းသားတွေဆက်ပြေးရတာကောအဲ့လိုပြေးရတဲ့အတွက်ဘာဖြစ်လဲပြေးမနိုင်တဲ့လူတွေကပန်းဆဆိုပြီးတော့ပြည်သူစစ်တပ်စစ်မှုထမ်းဥပဒေနဲ့ရှေ့တန်းအောင်ရောက်သွားတယ်ရှေ့တန်းရောက်သွားတဲ့အချိန်မှာဘယ်ကနေဘလို့ဒုက္ခရေးပေးရမလဲဘာဖြစ်လို့သူတို့မှစစ်တိုက်ခြင်းတွေရှိတာမဟုတ်ဘူးအဲ့ဒီအတွက်မင်းအောင်နိုင်ရဲ့ကြာရှုံးတာပဲနော်အဲ့တော့မင်းအောင်နိုင်ကြဆုံးတာပဲရှင်းချင်းပြောရင်ဘာဖြစ်တာလဲလက်ရှိတတ်မတော်ဆိုတဲ့မြန်မာတတ်မတော်ကြီးကဘာဖြစ်လို့ကြဆုံးသွားတာလဲဆိုရင်နော် မင်းအောင်လှိုင်လိုမျိုးစောက်သုံးမကြတဲ့ခေါင်ကစစ်တပ်ခေါင်းဆောင်လှုပ်ပြီးတော့တိုင်းပြည်အာဏာတင်းတယ်။နော်။ခုနကပြောသလိုငပောက်တို့လိုမျိုးကျော်စိုးဦးတို့လိုမျိုးနော်။ဒီလိုကောင်မျိုးတွေကတတ်မတော်ထောက်ခံဒူပါဆိုပြီးတော့အဲ့ဒီစစ်တပ်ဘာလို့လို့ဟုတ်ပါတယ်ဆိုပြီးတော့ဘောလိုက်မှပြီးထောက်ခံတယ်။ကစင်းစားကြည့်။အဲ့ဒါလို့အဖွဲ့အစည်းမှမပြက်စင်းလောကမှာပြက်စင်းမဲ့အဖွဲ့အစည်းမရှိတော့ဘူး။ကျွန်တော်ပြောတာမယုံရင်လေအခုခင်ဗျားတို့ကဘာမှာနံပါတ်1 နော် top 1 american စစ်တပ်အင်အားကောင်းတယ်နော် institution ကောင်းတယ်ဟုတ်လားနော်အဲ့ဒီ american စစ်တပ်ကိုမင်းအောင်နိုင်ကိုစစ်ဦးစီးချုပ်တက်လောက်ခိုင်းတယ်ခေါင်းဆောင်လောက်ခိုင်းတယ်နော်ပြီးလို့ရှိရင်အဲ့ american စစ်တပ်ကိုထောက်ခံဝင်းရံတယ်လက်ရှိဝင်းရံဖို့ဆိုပြီးတော့မြန်မာပြည်ကဘောမတွေဝင်းရံလို့ဖြစ်ခန့်လိုက် american စစ်တပ်လေးငားနဲ့ခံကံကောင်းအကောင်းပြောတာနော်ကမ္ဘာမှာနံပါတ်1စစ်တပ်ကိုပေးပြီးတော့ကင်ခိုင်းမှာနော် ငါးနှစ်ခံရင်ဘာဖြစ်လဲကံကောင်းအဲ့ဒါပဲမင်းအောင်နိုင်လိုမျိုးကောင်မျိုးစောက်တော့မှမကြတဲ့ဟာကြီးကိုရှင်းရှင်းပြောရင်ဘာမှအဆင်တန်းမရှိဘူးအာနာယူရတာတိတယ်အခုမင်းအောင်နိုင်အာနာတိမ်ပြီးမှတူတာအောင်ပြည့်စုံတဲ့ခင်တီးတက်မွန်ပန်းဒီရဲ့နော်ဒီလုပ်ငန်း project ဘယ်နှခုရပါလဲအဲ့တော့ကိုမောင်ပြောနေမယ်စီးပွားရေးလှုပ်ဖို့လောက်ပဲတူတိတယ်2မီတာစုကောင်းစားရေးအတွက်ပဲတူတိတာအောက်ခြေတက်မတော်တာမီတာစုတွေတူတိတာမဟုတ်ဘူးနော် လက်ရှိအာနာ2021အာနာတိမ်းပြီးရနေအခု2025အခု6လပိုင်းရောက်နေပြီ9လပိုင်းဒီပဲတွက်ကြည့်အောင်အဲ့ဒီဓာတ်ထဲမှာတေခဲ့ရတဲ့စစ်တပ်ကစစ်သားဘယ်နှထောင်ရှိပြီလဲနော်ခြေပြက်လက်ပြက်ဘဝပြစ်သွားတဲ့စစ်သားဘယ်နှထောင်ရှိပြီလဲအဲ့ဒီအားလုံးရဲ့ဘဝတွေကိုမင်းအောင်နိုင်ဘလောက်ကြည့်ရှုထားလဲအဲ့ဒါဖြေပဲအဲ့ဒါဖြေပဲခမရတို့အဲ့လိုကောင်မျိုးခေါင်းဆောင်ဖြေလက်ခံလာအဲ့ဒါပဲတူချောက်တူအာနာယူလို့ ဟဋ္ဌိတိုက်ပွဲတွေဖြစ်တယ်ဒီလူတွေဒီလူတွေအတက်တွေဆုံးချုံးရတယ်ဒီမိသားစုတွေလိုင်းငန်းပေါ်ဆင်းပြီးတော့ဘဝတွေပျောက်ကြတယ်တိုင်ပျောက်တဲ့ဖုံးလိုပဲဘာမှကမ်းမမြင်လမ်းမမြင်အဋ္ဌိဟာအားလုံးကဘလူကြောက်တူကြောက်ပဲတူအာနာယူလို့တူလာအာနာမယူမနဲ့မဲခိုးတယ်ဆိုတဲ့ပေါက်ပန်း40ခွေးစကားကိုမပြောဘဲနဲ့အာနာမတိန်ခဲ့ရင် RND အစိုးရထောက်အောင်ထောက်ရင်နောက်ထပ်9နှစ်ထောက်အောင်ထောက်ရင်တိုင်းပြည်ကအခုလို့ဖြစ်လာစရာအကြောင်းရှိလား တို့သူတို့ပြောသလိုပဲအဲ့ခွေးစကားကိုပဲခဏလက်ခံလိုက်မဲခိုးတယ်ပဲထားလိုက်ဘာဖြစ်လို့လဲဒီလက်တန်းကနော်မဲပေးပြီးတဲ့လက်တန်းကမှင်ကတို့မင်းသားတွေအဖုတ်တဲကိုထည့်လိုက်ရင်ပြက်သွားတယ်လေအဲ့ဖြစ်နောက်တစ်ချိန်လာထည့်လို့ရတယ်အဲ့ဒီလက်ခံပေးလိုက်နော်မဲခိုးတယ်ပဲထားအဲ့ဒါမှမဟုတ်အန်လီဆိုရအောင်အုတ်ပေးအုတ်ချုပ်ခိုင်းလိုက်ငါးနှစ်ထက်အုတ်ချုပ်ပြီဟုတ်လားမလားတိုင်းပြည်ကအခုလိုဖြစ်မလားအဲ့ဒီသေသွားတဲ့စစ်သားတွေအခုလိုသေရမလားကြိုးကန်းသွားတဲ့စစ်သားတွေအခုလိုကြိုးကန်းရမလား လင်းသဘမပေတို့ပင်မမတိဘဝတွေပြက်ပြီးလိုင်းကန်းနဲ့ခွေးလိုဝန်သွားလို့မောင်းချကန်ထီးတဲ့လိုင်းကန်းကအရာကြီးစစ်သားတွေရဲ့သားသမီးမယားတွေအခုလိုဘဝရောက်မလားအေးအဲ့ဒါအဖြေပဲခင်ဗျားတို့ပြည်သူဒုက္ခရောက်တာတိုင်းပြည်စစ်မြေပြင်နဲ့ထားတော့ခဏဘေးဖယ်ထားလိုက်အောင်လက်ရှိမင်းတို့ပဲအချမ်းမှနေအဲ့ဒီဒုက္ခတွေဖြစ်လာစရာအကြောင်းမရှိဘူးအဲ့ဒါတွေအားလုံးကဘလူးကြောက်လေအဲ့ဒီအာနာယူတဲ့မေလိုကြောက်ချင်းချင်းလေးအဲ့ဒီမေလို့ အဘဘာအိမ်မှန်ပါတယ်အခုဒီလှုပ်တဲ့ကောင်ကအဲ့ဒါတိရစ္ဆာန်လောက်တော့အတီတီကမဲ့တဲ့ကောင်အဲ့ဒါငပောက်လိုကောင်မျိုးကြီးသွားမသိကြည့်နော်အဲ့တော့ရှင်းပါတယ်ဒီတိုင်းပြည်ဟာနှစ်နည်းပဲရှိတယ်မင်းတို့စစ်တပ်ဘက်ကနိုင်လို့မရတော့နေပြည်မှာဘလောက်ထိတိဆောက်ထားပြီလဲတိလားပြောပြခြင်းတယ်ပြောလဲပြောတယ်ပြလဲပြခြင်းတယ်တိလားနှစ်နည်းပဲရှိတယ်တနည်းကစစ်တပ်ကကြိုလဲပြီးတော့မင်းအောင်နိုင်အပါဝင်အာနာသိမ့်တဲ့ကောင်တွေခြေအောင်အောင်မယ်နောက်တနည်းက မင်းအောင်နိုင်အပါဝင်အာနာသိမ့်တဲ့ကောင်တွေခေါင်းမာပြီးတော့ဟတ်ဒီစစ်ပွဲကိုဆွဲဆန့်အဲ့နှစ်နည်းပဲရှိတယ်အော်တိုင်းပြည်တော်လှန်ရေးဘက်ကခမမနိုင်နိုင်မနိုင်ရင်ဟတ်ဒီစစ်ပွဲကြာလိမ့်မယ်စစ်တပ်ဘက်ကနိုင်လို့မရတော့ချိန်နေတယ်နော်မြေကြီးနဲ့လည်းလည်းဟိုပုတ်လွဲလွဲသွားလိမ့်စစ်တပ်နိုင်ဦးဆိုတာမဖြစ်နိုင်တော့အဲ့တော့စဉ်းစားကြပြီးတော့ခမမပွဲပြီးဖို့အတွက်ကတော့တခုပဲလိုအပ်ပါတယ်အဲ့ဒါပါခင်ဗျားတို့စစ်တပ်ထောက်ခံနေတဲ့ဒူတွေရအစား ပြည်သူအားလုံးကတော်လှန်ရေးဘက်မှာအုံငလဲဆိုတဲ့ချက်နဲ့ပုံထုံးရင်ဒီနေ့အုံငလဲလိုက်နှစ်ဖြန်ပြုံးလဲပြီးတယ်။ဒါပဲဘာမှမလုပ်ဘူး။သိလား။2021အာနာတိန်ကသလိုမျိုးလူတို့အုံကြောင်းမှုနောက်တစ်ချိန်ထပ်ဖြစ်ပွဲပြတ်တဲ့တခါလည်းပြီးတယ်။နော်2021မှာတရက်ခွက်ကိုတနတ်တက်လက်ပဲရှိအဲ့တော်တဲ့တခါလည်းပြီးတယ်။နော်အခုအဲ့ဒီချိန်ကစိတ်ဓာတ်တွေရှိကြသေးတယ်ခံယူချက်ရှိကြသေးတယ်စစ်ကောင်စီတက်ဖွဲ့ရတာ။နော်အခုချိန်မှလားဘေးစခန်းမင်းကနေခြောက်နဲ့ဘုံဘုံဘုံလူကြီးတို့၆ဆောက်နေအော်ပြင်းမကောင်ကြီးဖြစ်ကုန်ပြီ။ ကျွန်တော်ပြောတာတကယ်ပြောတာအဲ့တော့မနိုင်စရာအကြောင်းမရှိတော့ဘူးအဲ့တော့နောက်တစ်ချိန်လူမှုအုံကြောင်းမှုတာဖြစ်ကျွန်တော်တို့တော်လှန်ပြတ်ပါတယ်